ငလင်ကြောင့်မောဟကြီးတဲ့စစ်ကောင်းဆောင်တွေတံဝေကရမယ်ထင်သလားအပြောင်းလဲစတင်ချိန် critical juncture ကို ကျွန်တော်ကတော့တံဝေကရချိန်လို့ယူရင်မြန်မာဆံမလားလို့ထင်မိတယ်ဗုဒ္ဓဘာသာဇတ်တော်တွေဇာတကတွေထဲမှာဒီလိုဇလန်းတွေရှိတတ်ပါလေဘုရားလောင်းတော်ဟာနမိတ်ကြီး၄ပါးကိုတွေ့ပြီးတဲ့နောက်တံဝေကနဲ့တောထွက်တယ်ဘုရားဖြစ်ကိုရောက်တယ်ပထာစာရီဆိုတဲ့မျိုးသမီးဟာလည်းလင်းသေးသားသေးမိဘတွေစီးပွားပြက်တာစိုးစိုးရွားရွားတွေ့ကြုံပြီးတဲ့နောက် ံဝေကရတာသနာပေါင်းမှာငြင်းချမ်းရာရှာတွေ့သွားတယ်။စေတဇလူသက်သမားကြီးအင်္ဂုလိမာလာဟာလည်းမွေးမိခင်ကိုတတ်ခံပြီးမှဖျားနဲ့တွေ့ပြီးအရေးမွက်တရားစကားကြားယုံနဲ့တံဝေကရတယ်။စစ်ပွဲတွေအများကြီးတိုက်ခဲ့တဲ့အာတော့ကဘရင်ဟာလူတွေတေးကြီးတော်ကိုကြည်ရင်တံဝေကရပြီးစစ်ပွဲတွေကိုကြောခိုင်းခဲ့တယ်။ဒီလိုအဖြစ်အပျက်တွေကိုပြောတဲ့အခါမှာ critical juncture ဆိုတာကိုတံဝေကရခြင်းလို့ယူရင်ရနိုင်ပါတယ်။ဒီလိုပြောင်းလဲတွေဟာ တခါတလေလူတယောက်ရဲ့ဘဝအလှည့်ပြောင်းတဲ့သက်ဆိုင်ပြီးတချို့ဖြစ်ရပ်တွေဟာလူသမိုင်းနဲ့သက်ဆိုင်ပါလေ။ Jane Watt ဆိုတဲ့လူကယူနင်းဝင်းနဲ့စွမ်းရင်ကို တွေ့ရှိခြင်း၊ဆက်မှုတော်လှန်ရေး၊ကဘာစစ်၊ဗာလင်တိုင်းပြိုခြင်း၊ဥက္ကဋ္ဌမော်ကွယ်လွန်ခြင်း၊အာရှစီဝါကတ်၊ဆူနာမီ၊ကိုဗစ်ကပ်ဘေးကြုံခြင်းစသဖြင့်သမိုင်းမှာ နိုင်ငံရေးလူမှုရေးစီးပွားရေးအပြောင်းအလဲများစတင်ချိန် critical juncture များစွာရှိပါလေ။မြန်မာပြည်မှာပြောင်းကြည့်တဲ့အခါပါတော်မူခြင်း ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရခြင်းရှစ်လေးလုံးရေးတော်ပုံစသည်တို့ဟာလည်းစနစ်အပြောင်းလဲတွေကိုဥတီစေတဲ့အပြောင်းလဲစတင်ချိန်တွေပါပဲ2020အပြောင်းလဲရဲ့ critical juncture ကဘာပါလဲလို့စာရေးဆရာတွေ journalist တွေကအာပေါ်ရေးကြတဲ့အခါတချို့ကရွှေဝါရောတော်လန်ရေးတချို့က나ဂေ့စ်လို့ရေးကြတာလည်းဖတ်ခဲ့ရတယ်စစ်ဗိုလ်ချုပ်တွေရဲ့တန်ဝေကရခြင်းဆိုပါတော့အခုကျွန်တော်တွေးနေတာကဒီအပြောင်းလဲတွေဖြစ်စေခဲ့တဲ့အစတွေမဟုတ်ပါဘူးအဲ့ဒီအစတွေရဲ့အစတွေဟုတ်ပါဘယ်လိုလဲဆိုရင် အင်္ဂုလိမာလာဆိုတဲ့လူသက်သမားဟာဖះစီကအရေးမွက်စကားကြားယူနေပဲတန်ဝေကရခဲ့ပါတယ်သူ့ရဲ့တင်ယူနိုင်စွမ်းနဲ့ဉာဏ်ရည်ကိုစိတ်ဝင်စားမိတာပါတခြားပုဂ္ဂိုလ်များရဲ့ပြောင်းလဲနိုင်စွမ်းဟာလည်းသူတို့တင်ယူနိုင်စွမ်းနဲ့ဆိုင်ပါလိမ့်မယ်ဒါပေမဲ့အာတော့ကလို့စစ်ပြင်ဟာစစ်ရှုံးလို့တန်ဝေကရတာမဟုတ်ပဲစစ်နိုင်လို့တန်ဝေကရတာမျိုးကတော့အချိန်ချင်းဥညွတ်ထိုက်တဲ့ဉာဏ်ရည်ပါအဖြစ်အပျက်တွေဟာဒီလိုပဲရှိနေတာပါပဲပန်းသီးကြွေတာကိုကဘာမြေဆွဲအားကြောင့်လို့တီးဖို့ကတော့ newton လိုဉာဏ်ရည်လိုပါတယ် ဆိုလိုတာကတော့အပြောင်းလဲဖြစ်ဖို့ဉာဏ်ရည်လိုပါတယ်အစရဲ့အစဟာလူသားရဲ့ဉာဏ်ရည်သာဖြစ်ပါတယ်ဒါကြောင့်ဉာဏ်ရည်နှိမ့်တဲ့လူတွေကိုအကြောင်းပြုလို့ကောင်းတဲ့အပြောင်းလဲဖြစ်ဖို့အခွင့်အလမ်းနဲပါတယ်ဉာဏ်ရည်မြင့်ပေမဲ့လဲလောဘဒေါသမောဟအမိုက်ကြီးဆိုးလို့နေပြန်ရင်လဲအမှန်တရားနဲ့မနှီးစပ်နိုင်ပါဘူးအဲ့ဒီသူတို့အတွက်တံဝေကရခြင်းဆိုတာသူနဲ့သူ့ပတ်ဝန်းကျင် အလုံးစုံ ပြတ်သုံးခြင်းရောက်ရင်တော့မသေးကြပါဘူးဒီဝရဟာဒီလိုနဲ့မြေမြူခြင်းအထိရောက်ခဲ့တယ် ဟစ်တလာလိုအာဏာရှင်ဟာသူ့ကိုယ်သူတတ်သိခဲ့ပြီးဆရန်ဟူစိန်အိုစမာဘလန်ဒင်ဂရာဖီတို့ကျွန်တော်တို့အားလုံးသိပြီးကြတဲ့အတိုင်းဇက်သိမ်းခဲ့ရတဲ့အကြောင်းဟာသူတို့ဉာဏ်ရည်သူတို့မောဟနဲ့တိုက်ရိုက်အချိုးကျပါလိမ့်မယ်နေသွင်းငြိမ်း